ားလုံးမင်္ဂလာပါအဲကျွန်တော်ကတော့ MMT အောင်ချက်သူပါအခုနောက်ပိုင်းဖုန်းတော်တော်များများပေါ့နော်အထူးသဖြင့်ဒီ entry level memory ဖုန်းတွေမှာအဓိကအားဆိုင်လာတဲ့အပိုင်းနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကအကျန်းခံတဲ့တစ်ချက်ဒါကလိုအပ်တယ်ဗျဘာလို့လဲဆိုတော့ဖုန်းတွေကိုခဏခဏလဲတက်တဲ့သူမဟုတ်ဘဲနဲ့ဖုန်းတစ်လုံးကိုတက်တန်းစိတ်ကင်ကျင်နေဆိုတဲ့သူတွေအတွက်ကိုင်းမဲ့ဖုန်းကအကျန်းခံဖို့လိုတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ battery အားခံတာဒါလည်းလိုပါပဲကျွန်တော်မြန်မာနိုင်ငံလိုမိခဏခဏလာတဲ့အတိုင်းပြပါနေတဲ့သူတွေဆိုရင်ပို့ပြီးတော့လိုတာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ပြပြပေးမယ့် အဲဖုန်းကအဲ့ဒီ8ချက်နှစ်ချက်လုံးကိုအဓိကအားဆိုင်လာတဲ့ဖုန်းလို့ပြောလို့ရတယ်။ဘာဖုန်းလဲဆိုတော့ Oppo ရဲ့ A5 Pro ။ဆိုတော့ကျွန်တော်ခုနကပြောသွင်းမျိုးပေါ့နော်။ဒီ Oppo A5 Pro ကအကျန်းခံတဲ့နေရာမှာ military grade shock resistant ခံနိုင်တဲ့အချက်ဒီလိုခံနိုင်ဖို့အတွက်သူက military grade 14ချက်ပေါ့နော်။စမ်းသပ်ချက်14ချက်ကိုသူက pass ဖြစ်ဖို့လိုတယ်။ဒီလို pass ဖြစ်ဖို့အတွက်လည်းသူ့မှာဖုန်းပြုတ်ကြတဲ့အချိန်ဒီဖုန်းအတွင်းပိုင်းက component တွေ loose ဖြစ်သွားမှခြောက်သွားမှကိုကာကွယ်ဖို့အတွက် အလူမီနီယံမာသာဘုတ်ကာဘာကိုထည့်ပေးထားတယ်။အဲ့ဒီအပြင်မှာကျွန်တော်ဖုန်းရဲ့ဒေါင်းနေနဲ့ပြုတ်ကျတဲ့အချိန်မှာလည်းဒီဖုန်းရဲ့ထိခိုက်နိုင်တဲ့ဟာကို short ချပေးဖို့အတွက်ကျွန်တော် airbag လိုမျိုးပေါ့နော်။သူ့မှာ bionic cushion ဆိုတဲ့နီးပညာသုံးပေးထားတယ်။ဒါအောင်မှာအရှိတ်ဘက် glass ဆိုရင်လည်းအရင်တော့ကဒီ Oppo A3 Pro နဲ့ရှင်းလိုက်မှာဆိုရင်အစ160လောက်ထိပို့ပြီးတော့ major တဲ့ glass ပေါ့နော် Corning Gorilla Glass 7 i လို့ glass ကိုသုံးပေးလာတယ်။ ဆိုတော့ဒါရင်ပဲလားဆိုတော့မဟုတ်သေးဘူးသူ့မှာ IP69 dust and water resistant ပါလာရပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့အချက်တွေနဲ့ပေါင်းလိုက်ထည့်လိုက်တဲ့အခါကျတော့သူ့မှာပါလာတဲ့ IP69 ကတခြားဖုန်းတွေထက်ပိုပြီးတော့အသုံးတည့်သွားတယ်လို့ပြောလို့ရတယ်1.5မီတာအဲရေအောက်ပေါ့နော်ရေအောက်1.5မီတာမှာမိနစ်30အထိရေစိမ်ခံနိုင်တဲ့အပြင်မှာ80 degree celsius ရှိတယ်။ hot water ဆင်တဲ့ဟာကိုတော့ခံနိုင်တယ်ဆိုတော့ဒီ Oppo A5 Pro ရဲ့ durable ဘိုင်းကတော်တော်လေးကျန်တယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့တခုရှိရတာဒါတွေက on paper တွေဆိုတော့တကယ်ခံနိုင်မခံနိုင်သိအောင်ကျွန်တော်စမ်းသပ်ကြည့်လိုက်အောင်ပထမစမ်းသပ်ချက်အနေနဲ့ဒီ Oppo A5 Pro ကိုကျွန်တော်ဒီရေခဲပုံးထဲမှာထည့်ပြီးတော့24နိုင်ထားမယ်ဒါကိုခံနိုင်လားဆိုတာကိုကြည့်လိုက်အောင်ကဲ24နိုင်လည်းပြည့်သွားပြီဖုန်းကလည်းရေခဲနေပြီဆိုတော့ဒီရေခဲကိုအရေးဖြောဖို့အတွက်အရင်ဆုံးကျွန်တော်ရေနွေးပူလောင်းမှဖြစ်မယ်ပေါ့နော်တော်တော်ကြီးခဲနေရဆိုတော့ရေခဲကဒီရေနွေးပူလောင်းချတာအောင်မှာပဲမပျော်သေးဘူး 哦，亚比。 ဆိုတော့ပထမစံသက်ချက်ဖြစ်တဲ့ဒီရေခဲပုံးထဲမှာ24နိုင်ရင်ထားပြီးစံသက်တဲ့စံသက်ချက်တော့အောင်မြင်သွားပြီလို့ပြောလို့ရတယ်ဒုတိယအချက်အနေနဲ့ကျွန်တော် hot water test လုပ်မယ်ရိုးရိုး hot water မဟုတ်ဘူးပပွက်ဆူနေတဲ့ဒီ hot pot oil ထဲမှာကျွန်တော်ထည့်ပြီးတော့စမ်းမယ်ဘာလို့လဲဆိုတော့ပုံမှန်ရေနွေးပူထက် oily ဖြစ်တဲ့ဒီ hot water မှာပါခံနိုင်လားဆိုတာသိအောင်လို့ကျွန်တော်စမ်းတာပေါ့နော် ိုဒီမှာမြင်တဲ့အတိုင်းပဲဖုန်းကဟော့ပေါ်အိုဒဲကထုတ်လိုက်တဲ့အချိန်မှာစီတော်တော်လေးပေနေပြီဆိုတော့ကျွန်တော်ရေထဲပြစ်ချလိုက်တယ်အဲစီရီအောင်ခဲပြီးကန်နေပြီပေါ့နော်ဒါပေမဲ့ဒီမှာအစ်ဆေးပဲဘာမှမဖြစ်ဘူးတွန်းလို့ရရဆိုတော့ဒီ oily water test လဲ pass ဖြစ်သွားတယ်လို့ပြောလို့ရတယ် ိုကျွန်တော်ဖုန်းဘက်ပြန်လှည့်အောင်ဒီဖုန်းကကျွန်တော်ခုနကဆန်းသက်ထားသလိုမျိုးပဲပေါ့နော် durable ဘိုင်းမှာကောင်းသလိုမျိုးပဲ first impression တခုအနေနဲ့ဆိုရင်လည်းကြည့်ရတဲ့ look မှာ unit ဖြစ်တဲ့ design တခုပါဆိုင်ထားရလို့ပြောလို့ရတယ်သူကအယောင်နှစ်အောင်လာမယ်ဒီ olive green ရဲ့ကျွန်တော်လက်ထဲမှာခြင်ထားတာ mocha brown ဆိုတဲ့အယောင်နှစ်အောင်ပေါ့နော်ဒီ olive green ကတော့နောက်ကျဘက်မှာ leather texture တုံးပေးထားတယ်ဒီ mocha brown ကတော့နောက်ဘက်မှာသူ texture တော့ပါတယ်ဗျဒါမှမဟုတ် texture နဲ့ခက်ချောချောခက်အီ texture မျိုးပေါ့နော်အစကကျွန်တော်ဒီအယောင်ရခါစားမှာ deck ဖြစ်တဲ့အယောင်ဘက်ကိုသွားထားရဲဆိုတော့မလှဘူးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့အလင်းအယောင်ကောင်းကောင်းရရင် နေရာမှာကြီးလိုက်တဲ့အခါကျတော့သူက dark chocolate နဲ့အဲ coffee ရောင်နဲ့နှစ်ရောင်ချားတဲ့မှာပြေးနေတဲ့အရာမျိုးပေါ့နော်ဒီလိုအရာတွေကများသောအားဖြင့်အဲရိုးလွယ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလက်ထက်မှာခြင်ထားတဲ့သုံးပတ်လောက်အတွင်းမှာတော့ဒီရောင်လေးကိုကျွန်တော်ပို့ပြီးတော့သဘောကျတယ်။ပြီးတော့သူ့ရဲ့ဒီနောက်ကျောဘက်ကကင်မရာရင်းလေးတွေရွှေအိုရောင်လေးကုပ်ပေးလိုက်တဲ့အခါကျတော့သူ့ရဲ့ဒီဒီဇိုင်းကပို့ပြီးတော့ကြွတ်တက်သွားတယ်ပေါ့နော်။ပြီးတော့ကင်မရာဘန်ပျော်ပျော်ပြဲပြဲကြီးမထွက်နေရရင်လည်းပေါင်းလိုက်မယ်ဆိုရင် personally သူ့ရဲ့ဒီဇိုင်းပိုင်းက clean လို့ဖြစ်တယ်။ကျွန်တော်ကတော့သူ့ရဲ့ဒီဇိုင်းလေးကိုတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်။ ဖုန်းရဲ့အလေးထင်ကဒီမိုကာဘရောင်းက194 gram ဒီအိုလစ်ဂရင်က195 gram ရှိမယ်ပေါ့နော်ဖုန်းရဲ့အထူအကြောင်ဒီမိုကာဘရောင်းက7.76 mm နဲ့အိုလစ်ဂရင်က7.86 mm ရှိမယ်ကိုင်းရကဘယ်လိုနေလဲဆိုတော့သူကဒီဘေးဘက်ပြက်လေးကိုနည်းနည်းကျဲတယ်ဒါပေမဲ့သူ့ရဲ့ display size က6.67 inch ဆိုတော့အရင်မကြည့်ဘူးဒါပေမဲ့နည်းနည်းလက်သေးတဲ့သူတွေအတွက်ဆိုရင်တော့100ကိုင်သုံးဖို့တော့မလွယ်တော့ဘူး overall ဒီဖုန်းက durable ဘိုင်းနဲ့ design ဘိုင်းမှာတော့ကျွန်တော်အမှတ်အများကြီးပေးလို့ရတယ်။ So display bezel လေးအောင်ဒီနေရာမှာတော့ကျွန်တော်နည်းနည်းလေးပြောပြလေးရှိရပါတော့။ပထမတစ်ချက်ကသူ့ရဲ့ display bezel လေးတွေကနည်းနည်းလေးထူတယ်။ဒါ Oppo A series ဖြစ်နေတဲ့အတွက်ပေါ့နော်။ဒုတိယတစ်ချက်က 720p display ဖြစ်နေတဲ့အချက်အဲ့နှစ်ချက်ရှိမယ်။သူရဲ့ display size က6.67 inches ကိုမှ size ကမကြီးမသေးပုံမှန်ပဲဒါအောင်မှ high refresh rate က 90Hz ပါလာမယ် brightness ကကျွန်တော်တို့ဒီ peak မဟုတ်တဲ့ maximum ပေါ့နော်ဒီ manual ဆွဲတင်လို့ရတဲ့အမြင့်ဆုံးအောင်1000 nits ဆိုတော့ brightness ကလည်းမစိုးဘူး panel quality ကတော့ ကောင်းတဲ့ထဲမှာပါတယ်ဒါအာမခံလို့ရတယ်ကျွန်တော်ကြည့်လိုက်တာနဲ့အယောင်စုရဲတောက်တယ်။သုံးပေးထားတဲ့ဘန်နယ်မျိုးစား IPS SCD ဖြစ်သွားရတဲ့အတွက်သူ့ရဲ့ color accuracy ဘိုင်းမှာတော့ DCI-P3 ကို84%ထိပဲရှိမယ်ပေါ့နော်။ display ဘိုင်းမှာတော့ Oppo A series ဖြစ်သွားရတဲ့အတွက် resolution ဘိုင်းမှာတော့ကျွန်တော်နည်းနည်းပြောပြရရှိသွားတယ်။ So performance Qualcomm Snapdragon 6S 4G Gen 1နဲ့လာမယ် RAM က 8GB storage က 256GB storage လေးမစိုးဘူးပေါ့နော်။ဒါမှမဟုတ်လက်ရှိ Android OS ထဲမှာကျွန်တော် personally အကြိုက်ဆုံးဖြစ်နေတဲ့ color OS 15နဲ့လာမယ်။ ဆိုတော့အရင်ဆုံးကျွန်တော်လက်ထဲကိုဖုန်းတစ်လုံးရောက်ပြီဆိုတာနဲ့ performance band ကိုဆမ်းမယ်ဆိုရင်ကျွန်တော်က raw performance သိအောင် benchmark အရင်တိုင်းတယ်။သူ့မှာကျွန်တော် gimbal စစ်ကိုတိုင်းတဲ့အခါမှာ single ကို345နဲ့ multi ကိုက 1096ထိရမယ်ဆိုတော့မစိုးဘူးပေါ့နော် entry level memory phone တလုံးအနေနဲ့ပုံမှန်ပဲ game setting အနေနဲ့ဆိုရင်ကျွန်တော် mobile legend မှာ frame rate က high နဲ့ graphic မှာ extra ထိရမယ်ဒါပေမဲ့သူကတော့ recommend ပေးထားတာတော့ medium ထိပဲ recommend ပေးထားတယ်နောက် PUBG မှာဆိုရင် graphic ကို smooth ထားမှာဆိုရင် frame rate ကို high ထိထားလို့ရမယ်အမြဲဆုံး balance ထားမှာဆိုရင်တော့ frame rate က medium ထိပဲရမယ်တစ်ခုတတိထားမိတာကကျွန်တော် gaming test မှာသူ time control ကောင်းတယ်လို့ပြောလို့ရတယ်ဒါတော့အပြင်ဘက်ရာသီဥရဒီရဲ့ဘိုင်းအရန်ပူနေတဲ့အချိန်မှာကျွန်တော်စမ်းတာပေါ့နော်ဒါကလည်း Oppo အနေနဲ့ဒီ A5 Pro မှာထည့်ပေးလာတဲ့ native VC cooling ကအလို လုပ်ဖြစ်တယ်လို့ပြောလို့ရရပါဘောเนาะအပြည့်တော့ဒါ Oppo ရဲ့ A series phone တွေထဲမှာကျွန်တော်သိရတော့ဆိုရင်ပထမဆုံးဒီ V VC cooling power phone လေးဖြစ်သွားတော့ပြီလို့ထင်တယ်အဲ့အပြင်မှာ Oppo ရဲ့ A series phone လုံးအနေနဲ့ဆိုရင်သူ့မှာ appreciate လုပ်လို့ရတာ AI feature တွေတော်တော်လေးစုံတယ်ဒါကိုတော့ကျွန်တော်သီးသန့် video လေးတစ်ခုလုပ်ပေးသွားဖို့ရှိတယ် ောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာသူ့မှာ auto မှုဆိုတဲ့ features တစ်ခုပါလာသေးတယ်တကယ်လို့ကဖုန်းနဲ့အပြင်မှာအလုံးလုံးနေရတဲ့သူမျိုးဆိုရင်ဒီ features ကအသုံးတယ်ဗျာသူကဘာလို့ပြရလဲဆိုတော့ဒီ auto မှုကိုကျွန်တော်သုံးမယ်ဆိုရင်သူ့ရဲ့ display brightness ကိုကျွန်တော်တို့ပုံမှန်လက်နဲ့ဆွဲတင်လို့ရတာတဲ့ပို့ပြီးတော့ဆွဲတင်ပေးတာမျိုးတွေဖုန်းပြောတဲ့အချိန်မှာ noise cancellation လုပ်ပေးတာပေါ့နော်အပြင်ဘက်ကကျွန်တော်တို့ပတ်ဝန်းကျင်အတန်တွေ short ချပေးတာမျိုးတွေဟိုဘက်ကပြောတဲ့အတန်တွေကိုကြည်လင်လင်ပြတ်ပြတ်သားသားကြားအောင်လုပ်ပေးတာမျိုးတွေကျွန်တော်ဖုန်းကင်လိုက်ရင် speaker ကို auto ဖွင့်ပေးတာမျိုးတွေအဲ့အပြင်မှာကျွန်တော်အပြင်မှာဒီ auto mode ကိုဖွင့်လိုက်ပြီဆိုရင်အမြဲတုံးနေကြ app app တွေကိုအလွယ်တကူ access လုပ်နိုင်အောင်ပြပေးထားတာလေးလည်းပါတယ်ဒါတွေအပြင်မှာသူ့မှာ glow mode လို့ feature ဆက်ပါသေးတယ်။အဲကိုယ်လည်းဝတ်ထားတဲ့အချိန်မျိုးမှာကျွန်တော်သူ့ရဲ့ touch ကိုလွယ်လွယ်ကူကူအဆင်ပြေပြေသုံးလို့ရအောင်လုပ်ပေးရ feature ပေါ့နော်။သူက glow mode တောင်ရိုးရိုး glow mode မဟုတ်ဘူး leather လက်အိတ်အထူတွေ rubber လက်အိတ်တွေလိုမျိုးနဲ့ အဲတုံးလို့ရအောင်လုပ်ပေးထားတယ်အဲ့ဒါအပြင်မှာကျွန်တော် protective case တဲ့ထည့်ထားတဲ့အချိန်မှာတော့တွဲပြီးတုံးလို့ရအောင်လုပ်ပေးထားသေးတယ်ဆိုတော့ကျွန်တော်ကင်မရာဘက်လက်လိုက်အောင် main sensor 50 megapixel aperture f1.8 main sensor နောက်2 megapixel monochrome sensor ပါလာမယ်ကင်မရာ features အနေနဲ့ဆိုတော့ကျွန်တော် portrait mode မှာ 2x crop နဲ့ရိုက်လို့ရအောင်လုပ်ပေးထားလေးအပြင်မှာ Reno series မှာပါတဲ့ fitter 3ခုထည့်ပေးထားပါတော့ဒီ fitter တွေကကျွန်တော် Reno 13 series မှာလည်း mention လုပ်ထားပေးပြီဆိုတော့ထပ်တော့မပြောတော့ဘူးတခြား feature set အနေနဲ့ဆိုရင် 9mood တို့ dual video လိုမျိုး feature set အပြင် underwater feature set ပါလာသေးတယ် size ကြီးကတော့ကတော့ HDR ဘိုင်းနည်းနည်းလေးလိုတော့သတိထားမိရပါတော့ကျွန်တော် lighting ကို against ရလဲရိုက်လိုက်ပြီဆိုလို့ရှိရင်ကိုရိုက်တဲ့ subject ကနည်းနည်းလေးမှောင်သွားတယ်ကျန်တဲ့ details တွေ dynamic range တွေတော့မစိုးဘူး 9mood ကလည်း Oppo ရဲ့ AC phone လုံးအနေနဲ့ဆိုရင်အဆင်ပြေတဲ့အထက်မှာတော့ပါပါတယ် ချန်နယ်ပိုင်းနေမှာဆိုရင် audio ပိုင်းမှာ JBL Studio speaker အဲ300%ဒီ volume တင်သုံးလို့ရမယ်အတန်ကျေတာမှတော်တော်လေးကိုကျေတယ်နောက် battery ပိုင်းမှာဆိုရင်လည်း5000 Android mAh ဖုန်းရဲ့အထူအား7.8 mm မှာဒီလောက်ပမာဏပါလာရဆိုတာများရပေါ့နော်ဒါမှမဟုတ်ကျွန်တော်အပြည့်အသွင်းမှုအတွက်ဆိုရင်လည်း45 watt super volt flash နဲ့အသွင်းလို့ရမယ် ိုတော့ဒီ Oppo A5 Pro ရဲ့အကြောင်းကတော့ဒီလောက်ပဲပေါ့နော် Oppo ရဲ့ CD phone လုံးဖြစ်နေတဲ့အတွက် display ပိုင်းလေးမှာနည်းနည်းလိုအပ်ချက်လေးရှိနေရဆိုပေမဲ့ကျန်တဲ့နေရာတော်တော်များများမှာ A3 Pro နဲ့ရှင်းလိုက်မှဆိုရင်တော်တော်လေး improve ဖြစ်လာတာကိုတွေ့ရတယ်အထူးသဖြင့်ကျွန်တော် outdoor မှာအလုပ်လုပ်နေရတဲ့သူတွေနောက်ပြီးတော့ phone တစ်လုံးကိုအကျန်းခံဖို့အဓိကထားပြီးသုံးမယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ညွှန်းလို့ကောင်းတဲ့ဖုန်းတစ်လုံးထပ်ထုတ်လိုက်ပြီလို့ပဲပြောရင်အဆုံးထိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျ